တရားနာတာဘုန်းကြီးကပြောတယ်ကုသိုလ်ဖြစ်ရုံနဲ့မနာလိုက်ပါနဲ့ကုသိုလ်ဖြစ်ရုံနဲ့မနာလိုက်ပါနဲ့ပရိစ္ဆေသမုပ္ပါပြတ်တည်တောင်နာလိုက်ပါပရိစ္ဆေသမုပ္ပါပြတ်ဆိုတဲ့အစားကပရိစ္ဆေသမုပ္ပါကအေဝမေတ္တသကေဝလတ္တဒုက္ခခန္ဓာတ္တသမုဒိယဟောတိဆိုတာဥက္ကမောင်မပြတ်တာမပြတ်ပြန်ပါလိမ့်တယ်နော်ဧဝမေတ္တသာကေဝလသာဒုက္ခခန္ဓာသာနိရောဓဟောတိဆိုတော့ပြတ်လို့နိဗ္ဗာန်ရောက်တာပြောလိုက် အဲ့ဒါကြောင့်ဒကာဒမတွေကနားကဘာလို့ကြားမလဲနားကဖြင့်တရားပဲခွင့်ကြီးဟောတဲ့ဥပဒနာဉာဏ်တရားပဲနားရမှာပဲဒါကနာယုံလေးနဲ့ပြီးသလားလို့မေးတဲ့အခါကျတော့ဓမ္မတဝနာကုကိုလောက်နဲ့ဒကာဒမတို့နိဗ္ဗာန်မရောက်နိုင်သေးတော့ကိုယ်ပရိစ္ဆသမုပ္ပါကိုကိုဖြတ်တော့ဉာဏ်ကခန္ဓာနဲ့လွှတ်လိုက်တော့ဉာဏ်ကဝေဒနာရှိတဲ့ဘုရားဝေဒနာဖြစ်ဖြစ်ရှိလို့ တဲ့ပုဂ္ဂိုလ်စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်စိတ်ကိုဖြစ်ဖြစ်ရှုပြီးဒီကလာနာနေလိုက်တဲ့အခါကျတော့ယောကမန္တုဝါတို့ပြိစ္ဆာသမုပ္ပါပြပါရောလားဗျာပြပါပါအဲ့ဒါဉာဏ်ကခန္ဓာကိုယ်ထဲမှာဆေလွတ်လိုက်တဲ့အတွက်နော်ဉာဏ်ကဆေလွတ်လိုက်တဲ့ဝိပဿနာဉာဏ်ကကိုယ်ကပြိစ္ဆာသမုပ္ပါကိုဖြတ်ထားလိုက်တော့နောက်ပြိစ္ဆာသမုပ္ပါဖြတ်တဲ့ဥပဒနာဉာဏ်ကရင့်ကျက်လာပြန်တော့ဉာဏ်နဲ့ခန္ဓာကိုယ်ထဲဆွတ်လိုက်လို့ရင့်ကျက်လာပြန်တော့လေဉာဏုတ္တရတာ ညံလေးတဲ့ဥတ္တရတာအထူးသဖြင့်မြတ်လာကြီးကျယ်လာတယ်ချက်မြက်လာတယ်ဆိုတာပါပဲအဲ့ဒီညံလေးချက်မြက်လာပြီဆိုတော့ဒကာဓမ္မတို့ဘုရင်ကဖြစ်ပြက်တည်းမမြင်ပဲနဲ့နိဗ္ဗာန်မြင်တဲ့ဖြစ်ဖြစ်ပြက်တကူမမြင်ပဲနဲ့နိဗ္ဗာန်ကိုမြင်တဲ့ညံမြက်ကြီးတခုဖြစ်လာတယ်လို့ဆိုတဲ့ဥစ္စာဥက္ကမောင်းတို့ဒကာဝါတို့မှတ်မိတယ်ဒါပြန်ပထမညံတဲ့ခန္ဓာကိုယ်ရဲ့လွတ်တော်ကိုမမြင်သေးဘူးပေါ့ဗျာမမြင်ပါဘူး လွတ်ပံများလာတော့ဘယ်နဲ့ဆိုကြရင့်လာတော့မညံဖြစ်ပြီးဒီကာလပြိဿသမုပ္ပါကြီးဘယ်နဲ့နေပါလဲအာပြိဿသမုပ္ပါပြတ်တယ်ဆိုတော့စာလူပြိဿသမုပ္ပါခန္ဓာလူတော့ဒကာရမတွေဒုက္ခပြတ်တာပါလားပြီးပြီးတော့ဘင်းဖြစ်ပြပဲရှိသေးတယ်ဆိုရင်မပုန်နဲ့တော့ဖြစ်ပြပဲရှိသေးတယ်ဗျာဖြစ်မှုပြမှုလေးတွေခန္ဓာကိုယ်ရတာလေးကြည့်လိုက်မရှိတာတွေ့ပါလေဗျာ ်လေးတွေပေါ်လာတာလေစားကျင်တဲ့စိတ်လေးပေါ်လာတယ်ပြန်တွေးလိုက်တယ်မရှိဘူးဆိုတာသိပါတယ်ဗျအိုဒါဖြစ်ပြမြင်ပြီးအောင်းမိဒေါသလေးဖြစ်လာတယ်ဒါလေးကရှိမရှိတွေးလိုက်ကြဥက္ကမောတွေးစိတ်ကလာရင်ရှိသေးရဲ့လားမရှိတော့မရှိတာအိဋ္ဌသီးတာမက်ကဆိုတာမသေးကြဘူးလားအဲ့တော့ဒါဝိပဿနာဉာဏ်မဟုတ်ဘူးလားအဲဝိပဿနာဉာဏ်လာလို့ရှိရင်သူ့နောက်ကဘာဉာဏ်လာမလို့အနည်းလေးပဲဒကာဓမ္မတော့ဝေးသလားဒီသဘောပေါ်မှာလည်းကြည့်ပါ၅ခု၈ခု အခုနေရှိခုဆိုတော့ဓမ္မလည်းသိတယ်တိုင်း၅ခုဆုံးလို့ရှိရင်၅ခုယဉ်ကျင်ရင်ဘာဖြစ်မလဲရှိခုပြည့်လို့ရှိရင်သောတာပတိမေရှိခုယဉ်လို့ရှိရင်အဲ၅ခုယဉ်ရင်ရှိခုဖြစ်ရ၅ခုယဉ်ဘုရားခမရတို့တောင်းရှိခုဘောဘူးဒီကားလို့ဆိုရင်အနန္တရပစ္စည်းအနန္တရဤပတိအနန္တရပစ္စည်းအခြားမရှိဘူးရှိသည်ဘူး တပည့်ကြရပါတယ်သူနဲ့သူရှားရှိတယ်မရှိတော့ပါဘူးဆိုတော့ပေါ်လာကြလားဒါဖြင့်သူရင့်ဖို့ရတာအရေးကြီးပါနောက်ဆုံးဝိရင့်တဲ့ဥပဒနာမဲ့နဲ့ဘောဓဘာတိမဲ့နဲ့အနန္တရပစ္စည်းပါပဲသူကအနန္တရပစ္စည်းဥက္ကမောဥကဒီဘက်ကအနန္တရပစ္စည်းပြည့်စုံပါဆိုတော့အเจ้าနဲ့ချုပ်အနန္တရပစ္စည်းရောအခြားမရှိဘူးလို့ခြေစပြီအနန္တရပစ္စည်းရောပါတဲ့ ကဲဒီညာရဲ့လာလို့ရှင်ဒီညာတော့လာတာကြားထဲမှာကိလေသာများချားသေးတယ်။ရှားပါဘူး။တော်မှမချားဘူးတဲ့။ဘာလို့တရားလဲသိချားဖို့နဲ့ဒီဥစ္စာဘုဘကနာရာအနန္တရပစ္စည်းပဲတဲ့။မညာအနန္တရပစ္စည်းပြစ္ဆုတ်ပံချုပ်တရားပဲ။ဆိုတော့ဘုတော်နိုင်လို့အငဲကြရရှိရဲ့။ရှားပါဘူး။အမတန်ကျေးဇူးများဘူး။ခင်ဗျားတို့တော့ဘုရားဘုန်းကြီးကကောင်းဆောင်ပေးတဲ့ကာလပြလိုက်တဲ့တွေ့။အော်တို့လောက်ကဥပဒနာလို့ အဖြစ်ပြမြင်လို့လောကဒုလို့ရှင်းမလားမက်လာဘောလောကမက်လို့ရှင်းမလားရှင်းပြမြင်လို့လောကမက်လာဘောလောကမက်လို့ဆိုမက်ပေါ်ပါသေးဆိုတော့ပေါ်တော့သူရင်သူ့အသူပေါ်တာဒါကြောင့်ဒကာဓမ္မတို့ဝါနလုံးပုဒ်တာပူမှုလောက်ဟာကပုဒ်တပုဂ္ဂိုလ်ကြီးအလုံးပူမှုပူလာမကပူရင်မိထွက်တာမိထွက်ပြီလာတဲ့ဥစ္စာကဝါအလုံး ရှင်းမလားဘုရားပူအောင်လုပ်ရတာကဘုရားပုဂ္ဂိုလ်ရဲ့လို့သဘောကျလားအဲပူလာကပူတဲ့ခါကျတော့မိထွက်လာတာဒီဒကာရမတို့ဘုရားပုဂ္ဂိုလ်ကြီးအင်းဆွမ်းရည်တတိကဲမရလားဒါဖြင့်ကျွတ်ပူအောင်မပေါ်သေးရင်ဖြင့်မင်းမထွက်သေးဘူးဒါနဲ့ဖြိုင်ဖြိုင်မရှိသေးရင်မင်းမထွက်ဘူးဖြိုင်ဖြိုင်ရှိရင်သဘောပါ ဒါဖြင့်ခန္ဓာရဲကညံလို့ပါဆိုတာအမှန်အရေးကြီးတဲ့စကားပါလားဆိုတော့ပေါ်လာတယ်။အဲ့တော့ဘုန်းကြီးတို့ဓမ္မတွေတိုက်တွန်းလို့မရဒီညာအထုတ်ရင်ဒီညာရမယ်။မှန်ပါဗျာ။ဒီညာရလို့ရှင်ခင်ဗျားတို့ဘုရားမြတ်စွာကမိုက်လာတဲ့အကုသိုလ်တွေကအခုအပေပို့မလို့နောက်ဘဝတွေကပါလာတယ်လေဘုန်းကြီးနော်။မှန်ပါဗျာ။ဒီဘဝမသိလို့မိုက်ထားတာတွေအပေသွားဖို့ရတယ်ကော။မှန်ပါဗျာ။အဲ့ဒါတွေဒီညာတွေကအကုန်မိရှုပ်ကြလိုက်။မှန်ပါဗျာ။အဲ့ဒီအကုသိုလ်တွေအကုန်မိရှုပ်ကြလိုက်။ သဘောကျအဲ့တော့ကျွေးရှိတဲ့ပုဂ္ဂိုလ်ဟာအေးမနေပါနဲ့ဒီညာရအောင်လုပ်ပါဒီညာရအောင်လုပ်ပါဆိုတာဒီညာကိုသာကျိုးစားဒီညာကျိုးစားလို့ဖြတ်ဆံရင်ဒုတိယညာဟာမရမရှိပါဘူးဆိုတာသဘောကျသိချာကြပေါ့လားဒါဖြင့်ဓမ္မတို့ဘယ်ညာကိုရှေ့ထားပြီးအထောက်အောင်အဲခင်ဗျားတို့ကကျိုးစားဖြစ်ပြတာမြင်အောင်ကြည့်ရတဲ့နေရာရတာတွေရတယ်ခြေသေးလားမခြေသေးလားခြေစား မရှိတာပါခုံးအင်းသိတာပါခုံးဟောသိတာမဲ့ကဆိုရင်၅ခုပေါ်တယ်ခင်ဗျားတို့၅ခုပေါ်ပြီဥက္ကမ၅ခုပေါ်လာတဲ့ဥစ္စာသာသနာတော်တရားတဲ့သဘောကျလားကဲတရားဓမ္မစောစင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုတော့ဆိုင်တာဆိုအိုဆိုင်ရလို့တဲ့တရားဓမ္မတွေရှိမရှိတွေးပါဦးမရှိဘူးမဟုတ်လားဒါဖြင့်ဆာသာလေးဟာအိဋ္ဌာတွေးလုံးနေကဟောဒီညီရမရဘူးလား ိဝဒနာညာမဲ့ပြန်ပြန်ရတယ်။ဒါဖြင့်ဒီညာကိုရပါများလို့ယဉ်လာလို့ရှိရင်ဒကာဓမ္မတို့ဒီညာလို့လို့ပေါ်မယ်။သဘောကျ။အဲ့ဒီတော့ဒကာဓမ္မတို့တာဝန်ကတစ်မှာတာဝန်ရှိတယ်။နှစ်ဟာအလိုလိုပေါ်မယ်။ဒီကြိုးစားရင်နှစ်လိုလိုပေါ်မယ်ဆိုတော့မသေးကြဘူးလား။အဲ့တော့အားငယ်ကြရှိရဲ့။